မင်္ဂလာပါရှင် MT ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့တငယ်ချင်းလိုပဲဆက်ရွေးခုံမီခိုင်းဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၀ကိုတင်ဆက်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ရန်ကုန်တက္ကသိုလ်ပညာကျောင်းဆောင်အလေးထက်မှာခန်းရတယ်အခန်းကို ပြင်ဆင်ပြီးရီမိုချိုအဝတ်စားလဲတယ်ကျောင်းဆောင်မှာထမင်းမကြွေးသေးဘူးညနေဆောင်လေးဖြစ်တော့ခိုင်လို့ရှိရပသိန်းနှန်းကိုထွက်လာခဲ့တယ်မဟုတ်ကြပြီစားဖြစ်တယ်တိမ်တောက်တာကြောင့် ညနေမှာရောင်းဝါထုံးရှင်ပြီးမြေသင်းနှန်းလည်းပြင်းပြင်းပြူးနေတယ်။ဘိုးကြီးစေးကြောထားလို့တပင်တင်ရွယ်အိမ်ခေါင်မိုးတွေမှာတန်ဆင်မြူကင်းနေတယ်။ငယ်စဉ်ကရှူရှိုက်ခဲ့ရတဲ့အောက်မြမာပြည်ရဲ့မိုးရနှံ့တွေကျွန်တော်နှကောင်းဝါမှာတိုးဝင်ကြိုင်တင်းနေတယ်။အောင်းတွေအစ်စ်ဖြစ်ပြီးအစ်စ်ဆိုရန်လဲလန်းဆန်းဝင်းပါနေတယ်။ကျွန်တော်တွင်လဲဘဝမှာပြန်လဲဖွားမြောက်လာသလိုမျိုးအပြည့်လက်ဆက်နေတယ်။ပသိမ်နှန်းတွင်ရောက်လာတော့ကျွန်တော်ခိုင်တို့အိမ်ကိုလိုက်ရှာတယ်။ဂျပန်ခေတ်တုန်းကတစ်ခေါက်သာရောက်ဖူးပြီး ခွက်ခါတိုက်ဖြစ်ပြင်ဆောက်ထားတယ်ဆိုတော့မမီဘဝမလွယ်ဘူးမတိမ်နှန်းတစ်ခုလုံးမှာစစ်ပီးခင်မှာတင်တိအိမ်ကောင်းတွေအထူးတိုးနေတယ်တင်နမက်စင်ကိုစစ်ပြီးတော့ရှောက်လာတဲ့ကျွန်တော်တစ်ထက်တိုက်နေတလုံးရှိမှရှင်းလိုက်မိတယ်တန်လေးရဲ့ရှိနေခေါင်းရင်းပိုင်းမှာတော်အင့်ကျဲဝန်နဲ့ပန်းဥယျာဉ်မြေရှိတယ်အိမ်ရှိမှရှိတဲ့တရက်ပင်ပြူမှီရက်ပြီးချူဝင်းကြော်ရှင်းတဲ့မိကလေးတူအဝေးဝကြီးကြည်နေတယ်ညနာလေးကကျွန်တော်ရှိရပဲဘေးလိုက်ဘေးထမ်းလို့တရက်ထင်ပေါ်တဲ့နှာတံ ကိုပြန်တဲ့မျက်တောင်ရှိနီထွေးတဲ့နှခမ်းတွေကိုတင့်တယ်စွာလှမ်းမြင်ရတယ်။ကျွန်တော်ခြံအတွင်းခြေနှန်းကျင်းနဲ့ဝင်လာရင်ခေါ်မိတယ်။ခိုင်းသူလေးကလည်းရုတ်တရက်လှည့်ကြည့်တယ်။ပန်းနဲ့နှစ်သိမှမွေးငင်းရှိမ့်ရှိမ့်နဲ့စိမ့်ဆူနုပြူလာတဲ့မျက်နှာလေးပဲ။ကျွန်တော်အံ့အားသင့်နေတဲ့ချိန်သူလေးကလည်းမျက်တောင်လေးတွန့်ပြီးပြာရီဝင်းနေတဲ့မျက်လုံးတွေနဲ့စူးစမ်းတရားပြန်ဆိုင်ကြည့်တယ်။တန်ကြာတော့မှတောက်ပကြည်ရွှင်တဲ့ပြုံးလေးပေါ်လာပြီးတော့ဖြေတယ်။လူမားနေတယ် ခိုင်မဟုတ်ပါဘူး။လိုက်ပါ။ဒီတော့မှကျွန်တော်အံ့ဩမပြေတပြေနဲ့စကားပြန်ဆိုနိုင်တယ်။ကြည်စမ်းကိုမောက်မှတ်မိလား။လိုင်ရပြုံးလေးမပြက်ပေမယ့်ပစံလေးမတိမတာဟပြီးမယုံကြည်နဟန်မျက်လုံးတင်းလဲလဲနဲ့ကျွန်တော်စူးစူးလေးကြည့်နေတယ်။လိုင်ရက်နေရနဲ့တော်လန့်လန့်ယူစနာပန်းယုံပြီးကလက်ထိုင်တလုံးထက်မှာလူတယောက်ခေါင်းငုံပြီးစားဖက်နေတယ်။ကျွန်တော်ရဲ့နောက်ဆုံးစကားကိုကြားတော့သူ့နေရာကနေရုတ်တရက်ထားတယ်။သူ့ကိုတော့ကျွန်တော်လူမမားနိုင်ဘူး။ ျက်ခုံးတွေနဲ့ထူပြီးတစ်ခုနဲ့တစ်ခုဆက်နေတယ်။သူ့ရဲ့မျက်ခုံးတွေလိုပဲသူ့စပင်ဘူကေကနှက်ပြီးထူတယ်။မျက်နှာသွင်းပြန်တိမ်မွေးချုံမောပြီးမြအရက်ကငားပြီးနှလန်းမခန့်ရှိပြီးရင်အုပ်ကျဲခါသေးပြီးမြကြောကြောရွရွခန့်ခန့်ညာညာမရှိနှုံးလှ။ငိမ့်မောင်မင်းငိမ့်မောင်မို့လား။ငိမ့်မောင်ကပြုံးနေ။သူ့ပြုံးပုံကအန်ကျင်ရင်သွားစီပြီးနှကန်းနဲ့သာပြုံးနေပြုံး။သူ့ထံတိုးသွားတဲ့ကျွန်တော်သူအားလဲသူ့နီးနဲ့သူခံညာစွာစည်းကြူတယ် သူ့ရဲ့လက်တစ်ဖက်ကကျွန်တော်ခါကိုစီးဖက်တယ်။ပြန်တဲ့လက်တစ်ဖက်ကသူ့နေရွက်ကြော်တဲ့ကျွန်တော်ပခုံးကိုလှမ်းပြီးပုတ်ခါပုတ်ခါနဲ့အောင်မြင်တဲ့အတန်ဝါနဲ့ဆိုတယ်။မဟာနဲတဲ့ကောင်ကြီးလား။ခုမှတာဆက်အစ်စ်ဟဲ့အဆုံးစကားမှာငိမ့်မောင်ကြည်နဲ့စွာရှိတယ်။ညသောအဖြစ်လူတွေရှိရင်လေချောင်းနေပစက်ကအတန်ထွက်တယ်။ငိမ့်မောင်ရှိသားတော့လေချောင်းနေရှင်တွင်းရလာလို့နင်းတင်းတင်းပြက်တောင်းတောင်းနိုင်တယ်။ဒါပေမဲ့ကျွန်တော်ကိုပြစ်ဖက်ထားရဲ့သူ့ရဲ့လက်က တမ်းမမြဲမြံပြီးခင်မင်းရင်းနှီးမှုပြေဝစွာဖော်ပြနိုင်တယ်။မြိမ့်မတငယ်ချင်းပြန်တွေ့ရတာဝမ်းသာလိုက်တာကွာ။အေးကွာငါလည်းသိဝမ်းသာတာပဲ။ဒါနဲ့မြိမ့်မခံရောရှိပါလေကွာ။တွေ့နေမှာပေါ့ထဲမှာ။ဒါဖြစ်ရင်နားကွာသွားရအောင်။သွားပေါ့ကွာ။လိုင်းမောင်လေးမမတ်မိဘူးလား။ခန့်စီကိုခေါ်သွားလိုက်ပါ။မင်းရောမလဲဘူးလားမြိမ့်မ။လိုက်ပါဦးကွာ။မင်းကိုတယောက်ထဲမြင်ပြီးခိုင်အန်အားတင့်သွားစေချင်လို့ ီးတော့ငါဝင်လိုက်ခင်မင်းမြင်းမောင်ပြောတာစီနီယော်ရဲ့ထင်တယ်လာရတန်မဏိခောက်တကားတန်အိမ်ဝါကနေကျွန်တော်လမ်းပြုံးပြီးကြိုနေတယ်စကားနဲ့မဆိုပေမဲ့ဖိတ်ခေါ်ပုံပဲပြက်တယ်ကျွန်တော်လှိုက်နှောက်လိုက်ခဲ့တယ်လာရအိမ်ကောင်းရင်ဘက်မှာရှိတဲ့အခန်းတစ်ခုကိုကျွန်တော်ခေါ်သွားတယ်ခန်းဝါရောက်တော့ခန်းစည်းကိုဖယ်ပေးပြီးကျွန်တော်အတွင်းကိုဝင်ဖို့အမူအရာပြတယ်သူကတော့အပြင်ကနေပြုံးပြုံးလေးရက်နေတယ်ကျွန်တော်အခန်းအတွင်းဝင်လိုက်တယ်ခန်းအတွင်းမှာမမျော်လင့်မဲလူလေးဦးခန့်တွေ့တယ် ူတို့အားလုံးကျွန်ုပ်ဆက်ခနဲလှည့်ကြည့်ချင်းကလထိုင်တလုံးရဲ့ရုတ်တရက်ရွှေမြေတန်ကြားရတယ်။ပထမဆုံးသတိပြုမိတာအနက်ပွင့်ပေါ်ရွှေဝါရင့်ရောက်ထမင်းတွေ့ပြောင်းတဲ့ခါထမှရှိတဲ့ကျဲဦးနှစ်ယောက်ဖြောဖြောပူအိမ်ကြီးကြည်တန်ရှင်းပြီးတွေ့တဲ့လေတိုင်လေးကိုလွန်တော့ခိုင်းကျွန်တော်တန်မကျဲလုံးညလုံးတွေကအလေလေသောရှောင်းမျိုးတွေကွန်ဝေးထွေပြီးတော့မှခံရထူးတယ်။မောင်ခိုင်တန်လေးတန်တာဖြစ်တယ်။ ခိုင်မတုံမလုံရက်နေရအောင်ကျွန်တော်ချင်းကပ်သွားပြီးမလက်မကမ်းမှရှိရဲ့ခိုင်ရဲ့လက်လေးတွေကိုစိတ်မမထင်လှမ်းဆုပ်ခိုင်းမိတယ်။ခိုင်ရဲ့မျက်နှာလေးပြုံးနေတယ်။နှာခမ်းလေးတွေကတဆက်ဆက်တုံနေတယ်။မျက်လုံးတွေကရည်ရွှန်းပြီးမျက်ရည်တွေဝိုင်းနေတယ်။ခိုင်တိတ်အံ့ဩသွားလား။ထိုင်ဦးလေခိုင်။ပြီးတော့ခိုင်မိတ်ဆွေတွေနဲ့မအောင်မိခွေပေးအောင်။ဒီလိုကျွန်တော်ပြောမှ ခိုင်တုံတုံရင်ရင်နဲ့သူ့ရဲ့ကလေးထိုင်မှာပြန်ထိုင်နေ။ကျွန်တော်လည်းခိုင်အနီးကမှရှိတဲ့ ကလက်ထိုင်တလုံးမှဝင်ထိုင်နေကျွန်တော်ကလူငယ်လေးဦးကိုတဦးစီပြုံးပြီးတော့လှည့်ကြည့်တယ်အားလုံးကအလွန်ဆုံး16နှစ်မြပဲရှိမယ်ထင်တယ်သူတို့အားလုံးမျက်လုံးတွေကစောစောကကျွန်တော်ကိုစူးစိုက်ကြည့်နေရရှိတယ်ကျွန်တော်သူတို့ကိုလှမ်းကြည့်တော့အားလုံးမျက်လုံးလွှဲထားကြတယ်ခင်ဗျာသူတို့ကိုတလဲကျွန်တော်ကိုတလဲကြည့်တယ်ခိုင်မူရှာအနေငယ်ချင်းချင်းကြုံကြုံနိုင်တယ်လို့ကျွန်တော်စိတ်မှာထင်မိတယ်စိုင်းတော်တော်ရှိနေပြီးမှခင်ဗျာလေးတန်ရော့ရော့နဲ့ဆိုတယ်သူတို့၃ယောက်ကတော့ ခိုင်နဲ့ဒီနေ့ကိုရဲမှတူတက်နေတဲ့တငယ်ချင်းတွေပဲ။သူကတော့ခိုင်ခက်တန်ဆိုင်သွားတယ်။ခိုင်အတန်းတို့တငယ်ချင်းဆိုသူ၃ယောက်ကအာလုံးအသားညိုပြီးရုပ်ရည်အတန်ရှင့်ပြီးတော့ဝစ်စားဖို့မတက်ရက်လူမှုလူရာချိန်ငန်းဖို့မပြပါမိမြစ်ကျဲမိုက်ကန်းဝက်နဲ့တော်မကြမြို့မကြဟန့်ပန့်မှုရာရှိတယ်။ခိုင်နောက်ဆုံးစကားမဆက်ပဲတပိုင်းတစရည်ညွန်းတဲ့တငယ်ကအသက်၁၆နှစ်မြောက်ပဲရှိအောင်မေ။ဒါကဆွတ်ဆွဖြူပြီးကိုဟန်နှွင်းနှွင်းနောင်နောင်ရှိတယ်။ မျက်ခုံးကသေးမြင်ပြန့်လွင့်ပြီးမျက်တောင်တွေကော့တယ်။မျက်လုံးကြည်ပြီးနှကမ်းပါလို့တမျက်နာလုံးခြုံကြည့်ရင်မိမချောချောတယ်လို့ဆိုရမယ်ထင်တယ်။ပေါ်ပလင်ကောင်းစားရှိန်ကြည့်ဖြူရွှေကျဲသည်အင်းကြီးအိပ်ပြင်မှာမြားတရံပြထားတဲ့ပကားဖောင်နေကလေးဘန်ကောက်လုံးကြီးဖက်ဖူးရောင်ပေတင်ရှူအနံနဲ့ဖြစ်တာကြောင့်တောတတိသားလားမြို့အရာရှိရဲ့လိုလိုက်တဲ့သားလားတူဦးဖြစ်ရမယ်လို့ခံမှန်းရတယ်။ခံရဆက်ပြောလာတယ်။ तू तू ကတော့မောက်တင်မောင်ညော့ ခိုင်တို့ကြောင့်မှခုနှစ်တန်းတက်နေတယ်။ဒီမောင်ညို့ကကျွန်တော်ကိုတစ်ချက်မော့ကြည့်တယ်။ပြုံးပေါ်တော့မရ။ဒါကတော့မောင်။မောင်ရေခိုင်ရေငိမ့်မောင်ရေငငယ်ရဲ့တန်လင်မှာအတူကြောင်းတက်နေကြတာ။ခုမောင်ကကိုင်းလိလာတက်တာ။အော်မောင်စာခိုင်ရတယ်မောင်။ဒါနဲ့ငိမ့်မောင်နဲ့တွေ့ပြီးပြီနာ။သူလည်းမထွင်အောင်နေမောင်။မောင်တင်းစာရဲမှာ reset out တော့တွေ့ရခိုင်။ခုလည်းပြန်မှတွေ့ခဲ့တယ်။မောင်တယောက်တည်းဝင်နေမှာဆိုလို့။ငိမ့်မောင်ကငငယ်တုန်းကလိုပဲ။အေးအေးပဲမောင် သူနိုင်ခြံထင်းမှာပဲစားဖက်နေတာ။ဒါနဲ့ဦးလေးနဲ့တော်တော်ခိုင်။မိမိနဲ့မမကြိုင်ဖေဖေကိုစေးတိုင်လိုက်ပို့နေကြတယ်။ဖေဖေကျမ်းမကြီးကတိတ်မကောင်းဘူးမောင်ရဲ့။ကျွန်တော်နှစ်ဦးသာစကားကောင်းနေတယ်။စိတ်မကောင်းရရှိရဲ့။တားညွညွလူငယ်သုံးဦးအနက်ညလုံးမိမိဝက်ချံချူချူနဲ့တယောက်ကတင်မောင်ညို့ကိုမျက်စာပြစ်ပြတယ်။တေခါတင်မောင်ညို့ကနေရာထားတယ်။မမခိုင်ကျွန်တော်ပြန်အောင်မေ။ညနေကျမှတစ်ခေါက်ကျွန်တော်လာခဲ့အောင်မေ။ခိုင်ရပါစက်ဟောင်းသားနဲ့သူတို့ကိုကြည့်တယ်။ လူညိုသုံးဦးကရှေ့ဆောင်ထွက်တယ်။တင်မောင်ညိုအခန်းကိုတစ်ချက်စိုက်ကြည့်ပြီးမှခြာကနေလှည့်ထွက်သွားတယ်။ကျွန်ုပ်တို့ဘသူမှနှုတ်ဆက်မသွားကြ။ကျွန်ုပ်စိတ်တွင်မှမကြည်မနှက်နဲ့သူတို့ရဲ့ကြောတွေကိုလှမ်းကြည့်မိတယ်။ခိုင်တပြင်းလေးရှိုက်ပြီးပြုံးပြီးတော့ကျွန်ုပ်ကိုကြည့်တယ်။ကျွန်တော်ခိုင်ကိုဘာစကားပြောရမှမသိ။မောင်သူတို့မကြည့်နဲ့ဘူးလား။ကျွန်တော်ထဲတို့ပြန်ဖြေတယ်။မကြည့်နဲ့စရာတော့မရှိဘူး။ဒါပေမဲ့ကြည့်မရအောင်။ခိုင်မျက်လွှာချပြီးငြိမ့်နေတယ်။တန်ကြာမှခက်တိုးတိုးဆိုတယ် ူတို့ကလူကောင်းလေးတွေပါ။ကောင်းလားမကောင်းလားတော့မမသိဘူး။ဒါပေမဲ့သူတို့မှာယဉ်ကျေးမှုတော့မရှိဘူးထင်တယ်။ခိုင်ဖြက်ကနေကျွန်တော်မောက်ကြည့်တယ်။ခဏချင်းမျက်လွှာချပြီးငိုင်ငိုင်လေးဖြစ်နေတယ်။ကျွန်တော်လည်းကျွန်တော်မှောက်သတိရမိတယ်။ Sorry ခိုင်။မောင်ကခိုင်တငယ်ချင်းပဲ။သူတို့ကလည်းခိုင်တငယ်ချင်းနေပေါ့။မမဝေးပန်းထိုက်ပဲစကားလွန်သွားတယ်။ကဲလာညီမောင်စီသွားရအောင်။ကျွန်တော်နေရာထားတာကြောင့်ခိုင်နောက်ကလိုက်လာတယ်။ပြင်မှာညီမောင်မရှိတော့ဘူး။တရက်ပင်ပြို့မှီရင် တင်းလေးတင်းလေးပုံညင်းနေတဲ့လှန့်ကိုပဲတွေ့ရတယ်။စစောလှန့်ကိုတွေ့ရပုံကတမျိုးပဲ။ခုတော့ဖားဖားဝေတဲ့ဗော်ရီယာရှိရှိလေးနဲ့ဖြစ်တယ်။ကြည်စမ်းလှန့်ရဲ့စပင်ပုံစံပြောင်းသွားပြန်ပြီ။လှန့်ရကျွန်ုပ်ဘက်လှည့်ပြီးတော့ပြုံးယုံပြုံးနေ။ရှင်ယုံကြောက်လန့်တဲ့အမူအရာမပြတ်။ခံရဝင်ရှင်းပြတယ်။လှန့်ရစပင်ရှင်လေးထားကျင်လာပြီ။အမောင်လေးလှုပ်ကျင်လာပြီ။မမကြံရမကြိုက်လို့ခုနစစောကလူကြီးရင်နဲ့တော့သူလှုပ်ကျင်တာလှုပ်ထားတာ။ခိုင်ပြောပြတာကိုလှိုင်ပါမပြင်မပြေ။ ပူလေးတွေမတိမတရရင်ပြုံးနေတယ်။လိုက်မှုရှာကြည့်ပြီးတော့စိုးရွံတွန်းဆုံမှုမရှိ။ခါရဆက်မိတယ်။ငိမ့်မောင်လှိုင်းလှိုင်းရမဖြည့်သေးပဲလက်တဖက်နဲ့တရက်ပင်ပြူအာယူဆွဲပြီးကိုရပက်လှင့်လိုက်တယ်။ဒီနောက်ခိုင်နေကျွန်တော်မျက်တာပုတ်ခတ်ပုတ်ခတ်နဲ့ခဏစိုက်ကြည့်တယ်။ခြေထဲတာตาရှာနဲ့မှုမဲ့မှတ်မဲ့နိုင်လာတယ်။အခုငိမ့်မောင်ရဲ့ဒီမောင်ညွနှုတ်နဲ့လိုက်သွားတယ်။ခါရကျွန်တော်တစ်ချက်လှမ်းကြည့်တယ်။ဒါနဲ့မောင်ထမင်းစားပြီးပြီနော်။ ဟောမှာထမင်းမကြွေးသေးဘူး။ခိုင်နှုတ်နဲ့စားမလို့စိတ်ကူးထားတယ်။မောက်ခိုင်ထမင်းကြွေးမလား။ပထမဥစွာဖြင့်ခိုင်ကြည်နဲ့ဝင်းပစွာပြုံးနေ။ကြွေးမှာပေါ့။ခိုင်လည်းမစားသေးဘူး။တနေ့လူတွေစားပြီးပြီ။ခိုင်သာဧည့်သည်တွေရောက်နေလို့။မောင်နေအောင်လေ။ခိုင်ထမင်းသွားခုအောင်မေ။အိုးမောင်စားဖို့ဟာမောင်မခိုင်ကိုလိုက်ကူမှာပေါ့။ကျွန်တော်နဲ့ခိုင်အိမ်တွင်းမီးဖို့ပြန်လာခဲ့ကြတယ်။အိမ်ကူမိမကြီးတွေကဟင်းတွေအစင်းသင်းနှွေးထားလို့ဒူးမပြင်းစင်ရ။ခံရဟင်းထမင်းတွေခုခတ်ပေးတယ်။ ကျွန်တော်ကခိုင်ခုခက်ပြီးတဲ့ရင်ထမင်းပကံဒီစပွဲမှာချပြီးတယ်။မိုးဦးဖြစ်လို့ကျွန်တော်ကြိုက်တဲ့ဝဘူးမြင့်နဲ့ပစုံကြော့ကြော့ဗရက်စာဟင်းကဝတားပေးငံမြားကြီးချက်နဲ့ငပိရီကျူစက်သွံပြူပစုံကြောက်ထောင်းရောဆက်ပြီးတမယာကြီးညှစ်ထားတယ်။ဟင်းဆက်တဲ့လို့ကျွန်တော်ထမင်းစားမြင်နေခိုင်ရတော့ထမင်းစားနေတယ်။တစ်ချိန်လုံးမှာသူ့ဘာသာသူစားတာထက်ကျွန်တော်ပကံလေးကိုလူအရာကယူရဆိုင်ထည့်ပေးနေတာများတယ်။စုံပကံမျိုးခိုင်ကန်တွေပုံကအတန်မကြားရအောင် ညင်သာသိမ့်မှုတွေဝါဝင်းနဲ့လက်ချောင်းလက်ခုံတွေထက်ဝင်းညင်းတွေလွှမ်းပြီးအကျောစိမ့်တွေရေးရေးထင်းနေပုံကတင့်တယ်လှပါတယ်မောင်ဝင်လာကစားလှိုက်ကိုခိုင်းနေမှားသေးရဲ့တိလားခိုင်းအသားရပြုံးနေခိုင်းရလှိုင်းနေတူတယ်တော်တော်ကြာမောင်ကိုလှမ်းရစိတ်ဆိုးနေုံမေကျွန်တော်ဘာမှပြန်မပြောပဲခိုင်းကိုလှမ်းဆိုင်ကြည့်တာကြောင့်ခိုင်းမျက်လွှာချထားတယ်ကျွန်တော်မျက်စိမှာလှမ်းရခိုင်းနဲ့အလွန်တူတယ်ချားနာရေးဆိုရမှာနှစ်ဦးလုံးရဲ့သားကဝင်းပေမိလှမ်းရဖြူစင်ခြင်းပတ်လုပြီး ခံရဝါရွှေကျင်းစီကိုရိမ့်နေခံရမျက်နှာကြအနေငယ်တွေ့ပြီးမီးရိုးတွေပြီးပြီးတတတောင်းချင်ပေါ်တယ်။လှည့်ရနှကန်းတွေကထူထူပြည့်ပြည့်လေးဖြစ်ပြီးတော့ခံရနှကန်းတွေကပါပြီးအပြားကော့ပြန်လာကြောင်းငကူနေပင်ပြုံးနေတယ်လို့ထင်ရတယ်။အကွာချားဆုံးကမျက်လုံးတွေနဲ့ဟန်ပန်အမူရှာပဲလှည့်ရမျက်လုံးတွေကကြာလင်းလင်းနဲ့ရှုံးဝင့်ရဲရင်နေခိုင်မျက်လုံးတွေကပြာလဲပြီးမြူးညံ့ပြီးတော့ပျော့ပြောင်းလုံးနဲ့ထင်ရတယ်။အမူရှာမှာ လမ်းရသွက်လက်ပြီးခံရတိတ်ညင်းတာတယ်ခံရအင်းငါတစုံခတ်တော့ရင်ရနေမျက်တောင်ရှည်တွေပြင်ပြီးတစ်ချက်ကြည့်ပြီးတော့မေးတယ်မောင်ဘာငိမ့်နေရလဲဩခန့်ုံသဘောကျနေလို့ပါအိုးခန့်ုံသဘောကျနေတယ်ဟုတ်တယ်ငငယ်တော့ခံရတိတ်စော့တိတ်ခဲတိတ်ဆိုးတာပဲအခုတော့ခံရတိတ်အေးငိမ့်တာပဲဒါကတော့အသက်ကစကားပြောတာလားဦးမောင်ရဲ့မောင်ကောမောင်တတိထားမိရလားဟာဒါတော့ဘယ်သိမလဲ ခိုင်ကျင်းနဲ့စွာတစ်ချက်ပြုံးပြီးတော့ဆိုတယ်။မောင်ကူကူနဲ့မမမြန်လူမားတယ်ဆို။ဟာဟုတ်တယ်။ဒါတဲ့မောင်ကူကူနဲ့တိတ်တူလို့လား။ညီကူချင်းဆိုတော့စင်တင်းသမျှစင်တာပေါ့။ထွားလာချင်းလေးညီတော့လူမားမယ်ဆိုရင်မားနိုင်တယ်လေ။ဒါပေမဲ့ခိုင်မျက်စိတွေမှာတော့မတူပါဘူး။မောင်ကအသားပိုဖြူတယ်မို့လား။ပြီးတော့ကူကူမျက်နှာကြီးကအမြဲတမ်းတီးတီးမောင်လူပြုံးမနေတတ်ဘူးကျွန်တော်သဘောကျစွာရှိမိတယ်ကုကုလေးပြုံးတဲ့အခါပြုံးပါလေ မယုံမမမြန်မိကြည့်ပါလားခံရလေကျွန်တော်စကားမှာဘာအနက်ပေါက်တယ်မသိရှက်သွေးမသိမသာပြန်ရင်ตาရရင်မောတယ်ဒါနဲ့ကိုကိုနဲ့မမမြန်မင်္ဂလာတုံမှာနော်ခိုင်တို့စီအမမှန်လာရဲ့လားလာပါလေမောင်ကိုကိုအခုသိပ်ပိန်သွားတယ်လှုပ်ပင်ပန်းလို့ထင်တယ်ကိုကိုကအမြဲတမ်းလှုပ်ပင်ပန်းနေရလူစားပဲသမင်းစားပြီးတော့ကျွန်တော်လက်စေးရေးစလုံးမှာလက်စေးတယ်စပြတိုက်ပြီးတော့ခံရကျွန်တော်လက်ပေါ်ရေးတင်လောင်းချပြီးတယ်ကျွန်တော်လက်တုံနေရဲ့ချင်း ခံရတော့ရေးသွားခဲ့တယ်။ပြန်လို့ရောင်ရှိဖန်းခွက်ပန်းကိုပကံများတစ်ချက်ပေါ်တင်ယူလာပြီးခံရပေးတာကိုကျွန်တော်မတော့သေးပဲညီးတဲ့အောင်နှစ်ချိုက်စွာစုမိတယ်။အော်ခိုင်ခိုင်ခံရထမင်းစပွဲပဲခြေစုံမရက်လေးရှိရာနေညလုံးပြူပြီးပြန်မိတယ်။မောင်ဘာလို့ဒီလိုညီးရတာလဲ။အော်ခိုင်ရဲ့မောင်ပြောပြီးပါရောလား။ခိုင်ကိုသဘောကျလို့ပါဆိုနေမှာ။ခိုင်ပါးလေးတွေရှဲပြီးမျက်နှာချပြီးခေါင်းငုံသွားတယ်။ဒါပေမဲ့ခဏချင်း ခန့်ရဲ့အမူအရာတုံ့လောက်သွားပြီးသမင်းစားကန်းဝါကိုလှမ်းကြည့်တယ်။ရေတောင့်နေရင်ကျွန်တော်ခန့်ကြည့်ရအောင်ကြည့်မိတယ်။တကန်းဝါမှာတင်မောင်ညွန့်ကမတုံမလုံရက်နေတယ်။လူကမတုံလှုပ်ပေမဲ့သူ့ရဲ့မျက်လုံးတွေကဒိဗယ်မျိုးစုံနဲ့ခိုင်နဲ့ကျွန်တော်ကိုလူလာကူလာကြည့်နေတယ်။ခိုင်ထံအာရုံပြောင်းညံ့တဲ့ဖိတ်ခေါ်တန်ပေါ်လာတယ်။လာလေးမောင်ညွန့်ဝင်ထိုင်မလား။တင်မောင်ညွန့်မချီပြုံးပြုံးပြီးပြတ်တောင်းစွာဆိုတယ်။ကိစ္စမရှိပါဘူး။ကျွန်တော်ခြံထဲမှာစောင့်နေမယ်။ တငယ်ရဒီမြတာဆိုပြီးခြာကနေလှည့်ထွက်သွားတယ်။ခိုင်အိန္ဒိယပြက်ပြီးကျွန်တော်ပင်မန်းစွာလှည့်ကြည့်တယ်။ကျွန်တော်လည်းခိုင်မျက်လုံးတွေကိုစူးစမ်းကြည့်မိတယ်။ခိုင်မျက်နှာခြာကောင်းငုံပြီးစပွဲသိမ့်နေတယ်။ဒီချိန်အိမ်ရှိမှာကားတစီစိုက်တန်ကြားရတယ်။ဟောပြပြတို့ပြန်လာပြီထင်တယ်။ခိုင်ဆိုတာကြောင့်ကျွန်တော်အိမ်ရှိကိုထွက်လာခဲ့တယ်။အိမ်ရှိမှာစိုက်ထားတဲ့ခြေကားပေါ်ကနေဘလွန်ဝါရဲ့လူကြီးတူကိုတော်လှန်ရင်အတွဲချနေတယ်။ဘယ်ကြောင့်ကပေါ်လာတယ်မသိရဲ့ငိမ့်မောင်က ဒေါနာရဲ့နေရာကိုဝင်ကူတယ်။ကျွန်တော်လည်းပြေးစင်းပြီးဖေဖေမမကြိုင်မောင်တွဲမယ်။ပြောပြောဆိုဆိုအဖိုးကြီးကိုဝင်တွဲတယ်။ဟဲ့မောင်ဘယ်တော့ရောက်နေရလဲ။ကြည်စမ်းဒါမောင်လား။မမကြိုင်နဲ့ဒေါနာရဲ့နှုတ်ကနေအမေရဲ့တန်ဒီစင်ကပေါ်လာတယ်။ကျွန်တော်ငိမ့်မောင်နဲ့အတူဥမြဘူးအိမ်တွင်းတွဲခေါ်တယ်။ဥမြဘူးကလူနှစ်ဖက်ခံပြေးဝနေလို့ခန္ဓာကိုယ်ကြီးကလေးလံလှတယ်။ခေါင်းလိုခေါ်တဲ့ကြောချင်းအစင်းမြေကိုဂိုင်းနဲ့ဒူနာယောဂရှိနေမှသိတာတယ်။ တေကန်းဝတ်မှာကျိန်ပလက်ကလေးထိုင်ရှိတယ်။ဦးမြဘူးကျွန်တော်နဲ့ငိမ့်မောင်အဲ့ဒီကလေးထိုင်ပေါ်နေရာချပေးတယ်။ဦးမြဘူးတော်လှရင်လေးကျိန်တို့ကဖေဖေမေမေတို့ကြောင့်ကျွန်တော်ကြောင့်ဆက်မေးနေရကြောင့်တန်ကြောင့်သူတို့နဲ့အတူကျွန်တော်စကားပြောနေရသေးတယ်။ခံရကျွန်တော်တို့နဲ့အတူခဏဝင်ပြောပြီးတဲ့နောက်ခြံအတွင်းဆင်းသွားတယ်။ငိမ့်မောင်ကကျွန်တော်တစ်ချက်လှမ်းကြည့်တယ်။မှောင်စမ်းမပြိုးတပြိုးမှ နေရာကျွန်တော်ထားတယ်။ကျောင်းဆောင်မှာနေစာဖြစ်တာတကြောင်ကျောင်းတက်အမီပြုပြင်စရာရှိတာတကြောင်ကြောင့် စောစောပြန်ခြင်းပဲကျွန်တော်နဲ့ညီမချန်အတွင်းဆင်းခဲ့တယ်။လှန်ရဲ့အရေးရောင်မမြင်ချန်တော့မှတင်မောင်ညို့ကတိတ်ခိုင်းတစ်ခါချိုးလင်ရင်ဘာမှမကြည့်မနဲ့ပြောနေရမသိခံရတော့ငန်ငန်လေးရှက်နေတယ်။ညီမကမလန်းမကန်းမှရှက်နေတယ်။ကျွန်တော်ခိုင်နှားကိုကတ်သွားပြီးနှုတ်ဆက်တယ်။ကဲခိုင်မောင်ပြောင်းအောင်မေကျင်တော့မေဟုတ်တယ်ခိုင်ဟောမှလုစရာရှိသေးရဲ့လေ။ကြောင်မဖွေခင်မောင်တစ်ခေါက်လာခဲ့အောင်မေခံရနှုတ်နဲ့မပြေပဲပြုံးယုံမေပြုံးနေခိုင်ပြုံးကအားနာတဲ့ပြုံး အားငယ်တဲ့ပြုံးဝမ်းသာတဲ့ပြုံးဝမ်းနေတဲ့ပြုံးအားလုံးရောနေတဲ့ပြုံးပဲကျွန်တော်တင်မောင်ညို့လည်းနှုတ်ဆက်တယ်။ဟောတင်မောင်ညို့ပြန်ဦးမယ်ကွယ်။နောက်တွေးကြသေးရပေါ့။ထုံးစံအတိုင်း तू အပြင်းမဖြစ်ကျွန်တော်လှည့်ထွက်ခဲ့ပြီးငိမ့်မောင်နဲ့အတူကြည်နန်းကားကိတ်ကိုရှောက်လာခဲ့တယ်။ဒါနဲ့မိကောလေးမှဘယ်တွဲယူမလဲငိမ့်မောင်။ပြောရဆိုင်ရမယ်။ငါအင်ဂျင်နီယာရင်းသွားမလို့။မင်းရောဘာလို့ယူမဲမို့လား။အေးဟုတ်တယ်။ငါတို့ဆံဝင်မဲဖြစ်ကျင်တယ်။စကားပြတ်သွားပြီးမှ တန်ဆက်လျှောက်လာရာနေမြိမ်မှာမမျော်လင့်တဲ့မိကုံမီးတယ်။မင်းဟိုတင်မောင်ညွန့်ဆွေနဲ့တီနေကိုဘလို့ထင်လဲ။ဘလို့မှမထင်ဘူး။နင်းနေတော့ကြည့်မရဘူး။ဒါပါပဲ။ငါစိတ်ဝင်စားတာမင်းနဲ့ခိုင်တို့အိမ်သားတွေပဲ။မြိမ်မောင်ကလေကြောင်းရှင်ပတ်နဲ့ရီးပြန်းနေ။အေးလေဒါပေမဲ့ဒီငတိနေကိုမင်းစိတ်ဝင်စားရမှာပေါ့။ကျွန်တော်မြိမ်မောင်ဖြက်ကနေပြန်ကြည့်မိတယ်။ငါ့သူ့ဘာလို့စိတ်ဝင်စားရမှာလဲ။ငါမှစိတ်ဝင်စားကြရအများကြီး။ငါစိတ်ဝင်စားတာမှငါစိတ်ဝင်စားလို့ရတယ်။ အဆိုင်နောက်ကမတွေးတတ်ဘူးညိမ့်မောင်အေးလေမင်းရောဒီတိုင်းကြည့်ပဲငငယ်တွေကမင်းစိတ်ဝင်စားချင်တာကိုစိတ်ဝင်စားတယ်မင်းလှုပ်ချင်တာကိုမင်းလှုပ်တယ်မင်းလှုပ်ချင်တာလှုပ်ရပြီမင်းဖြစ်ချင်တာတွေကလည်းဖြစ်ဖြစ်လာတာ哦ညိမ့်မောင်ရေငါလှုပ်ချင်တာတိုင်းလဲငါမလှုပ်နိုင်ခဲ့ပါဘူးငါဖြစ်ချင်တာတိုင်းကလည်းဖြစ်မလာခဲ့ပါဘူးတခုတော့ရှိတယ်ဖြစ်ချင်တာဖြစ်မလာရင်ငါစိတ်မပြတ်တတ်ဘူးတခုမဖြစ်ဖြစ်တဲ့တခုငါဆက်လက်လှုပ်တတ်တယ်ညိမ့်မောင်မျက်မှောင်ကြုံပြီးခေါင်းငုံပြီးတော့ မြေပြင်ကိုစူးစိုက်ကြည့်ပြီးရှောင်နေတယ်။အရက်ပုပေမဲ့ပခုံးကားပြီး အောက်ပိုင်းသေးတဲ့သူ့ရဲ့ကိုဟန်ကမြေကိုဆွဲလို့ဝင်းနေရရှိတယ်။ခြေနှန်းတွေကကျဲပြီးခြေနှန်းတိုင်းခြေနှန်းတိုင်းမဟာပထဝီမြေကြီးကိုမကြည်မနဲ့အနိုင်ကျင့်ရှောင်နေရန်ပေါ်တယ်။တန်ကြာရှောက်ပြီးမှငိမ့်မောင်ရုတ်တရက်မေးပြန်တယ်။ကောင်းပြီလေ။မင်းစိတ်ဝင်စားတဲ့သူကြောင့်မေးပါမယ်။ခိုင်ုံမင်းဘယ်နဲ့မြင်လဲ။ခိုင်ရချစ်စရာကောင်းခဲ့တယ်။အခုပို့ပြီးတော့ချစ်စရာကောင်းလာရင်ထင်တယ်။ ဒီချိန်တော့ငိမ့်မောင်သဘောတူညီရကောင်းငိမ့်နေဟုတ်တယ်ခါရပူချစ်စရာကောင်းလာတယ်ပူချစ်စရာမကောင်းခဲ့ရင်ကောင်းသားအခုပူချစ်စရာကောင်းလာတော့ပူကြောက်စရာကောင်းလာတယ်ခါရဘလို့ပူကြောက်စရာကောင်းလာလဲငိမ့်မောင်တွေးဝေးသွားတယ်ကျွန်တော်ထပ်ပြီးတော့တိုက်တော့နေပြောလိငိမ့်မောင်ငိမ့်မောင်တပြင်းရှိချတယ်ကြောက်စရာကောင်းနေဆိုတာငါ့အတွက်ပြောတာပါငါကတော့ခါရကိုတသက်လုံးကြောက်ခဲ့ရတာမို့လားမင်းကတော့ရှင်မာပေါ့လေကျွန်တော်မရှိဘူး ငိမ့်မောင်သာသူ့ဘာသာရှိနေတယ်။ကျွန်တော်စိတ်မရှိတော့ဘဲရင်းလိုက်ပြီးတော့ငိမ့်မောင်ကုန်းဆွဲခါတယ်။ငိမ့်မောင်ထိတ်တဲ့ကြာမျက်လုံးပြူးသားနဲ့ကျွန်တော်ပြန်ကြည့်တယ်။ငိမ့်မောင်မျက်လုံးနေမြင်တော့ကျွန်တော်စိတ်ဆိုးပြေသွားတယ်။ငိမ့်မောင်မင်းစာရင်းကဖတ်ရတယ်။အားလုံးကဗဟိလိဆန်တော့ငါဘာမှနားမလဲဘူး။ဒီညက်နေလေမင်းကငါနားမလဲဘူး။အခုပြောနေတဲ့စကားတွေလည်းငါနားမလဲဘူး။မင်းဘာကြီးပြောနေရလဲ။ငိမ့်မောင်ကျွန်တော်ပြန်အံ့ဩနေတယ်။အဆက်အဟောင်းသားနဲ့ကျွန်တော်ကိုကြည့်နေပုံက ။ "तू อ่ะကျွန်တော့ကိုပြန်တနာနေဟန်ပေါ်တယ်။ကျွန်တော်တို့မဟာမြိုင်လမ်းထိပ်ကိုရောက်ခဲ့ပြီ။ယင်းဒီကုန်းကနေအင်းစိန်ကားတစ်စီးကုန်းကိုတက်လာနေတယ်။ငိမ့်မောင်ကအပြီးဓမ္မဟန်ပြည့်နေဆိုတယ်။မင်းငါ့ကိုနားမလဲတာမဆန်းဘူး။ဘသူမှငါ့ကိုနားမလဲဘူး။ဟမ်။တကယ်တော့လေ။ဘသူမှဘသူကနားမလဲနိုင်ပါဘူး။ဒီအတွက်ဝမ်းနည်းစရာမရှိပါဘူး။ကျွန်တော်ငိမ့်မောင်ကြီးကျင်းလာတယ်။သူ့မှာအလေးနဲ့ပြောစရာရှိရန်တူတယ်။ဒါပေမဲ့သူ့လုံနေပုံကြောင့် သူရဲ့လေးနက်မှုမှန်သမျှတွေပြောက်ကုန်တယ်။ကားလင်းစိုက်ခဲ့ပြီးမှကျွန်တော်ရှင်မောပြီးသူပခုံးကိုပုတ်ပြီးတော့နှုတ်ဆက်ရတယ်။အေးဒါပေမဲ့မင်းတို့တော့ငါနားလေလာလိမ့်မယ်ထင်နေတငယ်ချင်းမနေ့ပြန်မင်းကျောင်းကိုလာအောင်မလား။ငါ admission လာတင်မလို့ဒါဖြင့်ကျောင်းရောကငါစောင့်နေမယ်။ငါကပတ်စံတော်တော်များများပါလာတယ်။မနေ့ပြန်ဒူးနေရောက်ရုပ်ရှင်ကြည့်ပြီးတော့ယူလေးရှောက်လေရ။ကျွန်တော်ကားပေါ်တက်ခဲ့တယ်။ထွက်စကားပေါ်ကနေလှမ်းကြည့်တော့မဟာမြိုင်လမ်းအတိုင်းရေပြင်ကိုမကြည့်နဲ့စွာ နိုင်ကျင့်နှိမ့်လျှောက်သွားတဲ့ငိမ့်မောင်တွေ့ရတယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နောက်ဆက်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။